အားလုံးမင်္ဂလာပါကျွန်တော်အခုသင်ကြားပေးမယ့်ကျောင်းအားလေးကတော့ကျွန်တော်တို့ရဲ့ Facebook application ကနေ boost လုပ်နေပဲဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံး boost လုပ်မယ်ဆိုလို့ရှိရင် Facebook application နဲ့ဝင်လိုက်ပါတယ်ပြီးရတယ်ကျွန်တော်တို့မှာ page တဲကနေဟိုကျွန်တော်ဖွင့်ထားတဲ့ page တွေအများကြီးပါအဲဒီမှာကျွန်တော်ကဒီ the elephant given twice show ကိုရွှေ့လိုက်ပါမယ်ဟုတ်ပြီအဲဒီရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့က boost လုပ်မယ့် post ကိုကျွန်တော်တို့ share မယ် အော်ဟုတ်ပြီဒီရဆိုလို့ရှိရင်ကျွန်တော် boost လောက်မှာဖြစ်တယ် boost လောက်မှာဖြစ်တဲ့ကြောင့်မလို့အောက်မှာအပြိုင်အောင်ကွက်လေးနဲ့ post ကြော်ညာမှာအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ boost post နောင်းလို့ပြီးပေါ်ပါတယ်အဲ့ဒါလေးနဲ့လဲပါမယ်โอเคဒါပေါ်လာပါလိမ့်မယ်ဒီຢာကနမူနာပြထားတာပါ boost လိုက်လို့ရှိရင် customer ရဲ့ favorite new feed မှာဒီလိုမျိုးပေါ်လာမယ်ဆိုတာပြထားပါโอเคအောက်ကို service ကြည့်အောင်ဒီမှာဒီအပြလေးနဲ့ရွေးထားတာက audience ကိုရေးထားတာပါ target chain တောင်ရေးထားတာပါဒီရက Facebook က auto ရေးပေးထားဖြစ်တဲ့အတွက်ကျွန်တော်တို့သဘောမကျပါဘူးလူပေါင်းစုံပြောင်းရင်းမှာဖြစ်တယ်လူပေါင်းစုံပြောင်းရင်းမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ပစ္စည်းကိုစိတ်မဝင်စားတဲ့လူလည်းမြင်နိုင်ပါတယ်အဲဒါကြောင့်မို့လို့ကျွန်တော်ကကိုယ့်ပစ္စည်းကိုစိတ်ဝင်စားတဲ့လူကိုပဲ OTP ကြော်ညာမှာပါပစ္စည်းကကားနောက်ခံမှာထိထဲတဲ့အဲ့လေးဖြစ်ပါတယ် okay အဲ့ဒါကိုကျွန်တော်တို့ကြော်ညာမယ်အစ်စ်ဖန်တီမောင်ကျွန်တော်နှိပ်လိုက်မယ်ကြော်ညာရဲ့နာမည်ကိုကျွန်တော်ပေးမယ်ထိထဲတဲ့အဲ့ဖြစ်တဲ့ကြောင့်မို့လို့ ် umbrella ပဲလို့ပေးပါမယ်အဲ့ဒါပြီးကျွန်တော်အောက်မှာတစ်ချက်ကြည့်မယ် data ရယ်လိပ်စာရယ်ရှိရယ်ကျွန်တော်တို့မြန်မာလို့ရွေးလဲရတယ်နိုင်ငံလုံးကြင်ညာချင်းကျွန်တော်မြန်မာလို့ရွေးပါတကယ်လို့တနိုင်ငံလုံးမဟုတ်ဘူးမျိုးတစ်မျိုးပဲကြင်ညာချင်းရန်ကုန်ရွေးပါတခြားမျိုးတွေပါဆက်ကြင်ညာချင်းတခြားမျိုးနိုင်ငံတွေရွေးပြလို့ရပါတယ်ဒီနေရာလေးကိုနေပြီးရွေးပါမယ်အင်္ဂလိပ်လို့ဆိုရင်တော့အင်္ဂလိပ်လိုရိုက်ထည့်ပါမြန်မာလို့ဆိုရင်မြန်မာလို့ရိုက်ထည့်လို့ရပါတယ်ကျွန်တော်ကမြန်မာဘာရှင်းပြောင်းထားလို့ပါ တကယ်လို့အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကဆိုင်းဖွင့်လာတယ်ဆိုင်းရဲ့ပတ်ဝန်းကျင်အနေထားကိုကြောညာမယ်ကိုယ်ဆိုင်ကိုလူလောင်ကြောညာမယ်ဆိုရင်ဒီလိပ်စာဆိုတဲ့နေရာကိုနှိပ်ပါအဲ့မှာကိုယ့်ရဲ့ area တဝက်ကိုကြောညာလို့ရပါတယ်ကိုကြိုက်တဲ့ area size ကို ရွှေ့ပြီးကြောညာလို့ရပါတယ် okay ဒီမှာ data ကကျွန်တော်ရေးထားတယ်မြန်မာလို့ပဲကျွန်တော်ရေးပါတယ်မြန်မာလို့ရေးရတယ်မှာကျွန်တော်ကပြန်ပြောင်းပါကရန်ကုန်ရင်မန္တလေးရပါ sorry ကျွန်တော်ရန်ကုန်မှာယူမယ်ကရန်ကုန်မှာအများဆုံးဆီရဖြစ်တဲ့အတွက်ရန်ကုန်မှာယူပါတယ် okay ုတ်ပြီအဲဆိုရင်ကျွန်တော်ဒီမှာစိတ်ဝင်စားမှုများကိုကျွန်တော်ရေးပါမယ်စိတ်ဝင်စားမှုများဆိုတာကိုယ့်ရဲ့ကော်မစီကိုဘယ်သူတွေကစိတ်ဝင်စားမှုများသုံးဖြစ်မလဲသူတို့ရေစီယိုတိုက်ရိုက်ရအောင်ကျွန်တော်တို့ကြော်ညာလုပ်တာပါအဲ့မှာကျွန်တော်တို့ဒီမှာစာရိုက်ပြီးလဲရေးလို့ရပါတယ်တကယ်လို့အလို့စာရိုက်မျိုးကြီးကိုအောက်မှာပေါ်လာတဲ့အကြံပြုတဲ့ဟာကိုရေးခြင်းလဲဆိုလဲရပါတယ် online မှာဈေးဝယ်ကြောင်ကျွန်တော်ရေးတယ် online shopping ပေါ့ပြီးလို့ရှင်ဘာထည့်ရေးမလဲဆိုတော့ကားနဲ့ပတ်သက်ပြီးတော့ကားနဲ့ပတ်သက်တဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကမော်တော်ကားကိုရေးပါမယ် โอเคဟုတ်ပြီအဲ့ဆိုလို့ရှိရင်နှခုအစင်ပြေွားကျွန်တော်ထပ်မရွေးတော့ဘူးတကယ်လို့ထပ်ရွေးချင်တယ်ဆိုလည်းရတယ်โอเคနောက်တစ်ခုကဒီမှာရှာဖွေရန်စွဲနေရာမှာကျွန်တော်တို့တခြားအကြောင်းအရာတွေထပ်ပြီးရှာဖွေလို့ရပါတယ်ကိုကြိုက်တာရွေးလို့ရပါတယ်ကိုရဲ့ကုမ္ပဏီချွန်ညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့မရွေးတော့ပါဘူးကျွန်တော်ဒီရနေ့လုံလောက်ပါပြီလုံလောက်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်မဲ့ကိုကျွန်တော်နှိပ်တယ် ကျွန်တော်ကိုယ့်ရဲ့ကော်မစီကယောက်ျားလေးအတွက် UTV ကြောင်းညမှာလားမိန်းကလေးအတွက် UTV ကြောင်းညမှာလားဒါမှမဟုတ်ယောက်ျားလေးအမိန်းကလေးရောတုံးလိုက်ရတဲ့ပစ္စည်းလားဆိုလို့ရှိရင်တော့အဆင်ပြေရရွေးလို့ရတယ်ကျွန်တော်ကတော့ယောက်ျားလေးအမိန်းကလေးရောဝယ်လို့ရတယ်ဖြစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးကိုရွေးပါတယ် OK ပြီဆိုရင်ကျွန်တော်တိတ်မဲ့ကိုနှိမ့်မယ်ဟုတ်ပြီအားဆိုရင်ကျွန်တော်ဒီမှာ umbrella pad ဆိုပြီးတော့ကျွန်တော်ရွေးပြီးသားဖြစ်သွားပြီကျွန်တော်ဒီနေရာမှာကျွန်တော်အသက်ကိုပြန်ပြင်မအောင်မယ်ပြင်မယ်ကိုနှိမ့်ပါတယ်ကျွန်တော်ရဲ့ကွန်ပျူတာဝယ်မှာကအသက်22အထက်ကနေ ဝယ်နိုင်ခြေရှိရလို့က90ပတ်ဝန်းကျင်လောက်ရှိပါမယ်။ Okay အဲ့ဆိုရင်ကျွန်တော်ကတိတ်မဲ့ကိုထပ်နေပါတယ်။ဘယ်လိုထပ်ပြင်နေလဲဆိုလဲရတယ်။ရှင်များကိုတော့ကျွန်တော်ပြင်လိုက်ပါမယ်။ကျွန်တော်မော်တော်ကားပဲရှိပါတယ်။ရှင်များရှင်များထည့်လိုက်ရမထည့်လိုက်ရပါ ထပ်ပြင်လို့မရမရတော့ကျွန်တော်တခါပဲပြေးပြင်ပါတယ်။ Okay ရတယ်ကိစ္စမရှိကျွန်တော်ဒီပြထားတဲ့အတိုင်းပဲကျွန်တော်ရွေးတယ်။ Okay အဲ့ဆိုကျွန်တော်အောက်ကိုစိမ့်မယ်။တချို့တွေကဒီဟာပြီးလို့ရှိရင် post ကိုအခုကြော်ညာမှနှိပ်ကြရဲကျွန်တော်မနှိပ်ပါဘူး။အောက်ကိုဆက်ဆင်းနေ။ဒီမှာကျွန်တော် budget ချိန်ရမယ်။ budget ချိန်တဲ့အခါမှာအသုံးစိတ်စုစုပေါင်းဆိုတာရှိတယ်။ဒီ10ဒေါ်လာဆိုတာကကျွန်တော်တို့ဘယ်နဲ့ရသုံးမလဲ။၃ရက်ရပါမူတည်ပြီး၅ရက်ဆိုလို့ရှိရင်၅ရက်စုစုပေါင်း၁၀ဒေါ်လာကုန်ကြမှာပြောတာပါဒီမှာကြာချင်းက၅ရက်ကိုပြထားတယ်အနှုတ်နှိပ်လို့ရှိရင်၄ရက်ဖြစ်သွားမယ် အပေါင်းနဲ့9ရက်ဖြစ်သွားမယ်ထပ်တွင်း6ရက်ပေါ့โอเคအဲ့ဒီအောက်မှာကျွန်တော်တို့မှာ you will spend 2 per day ဆိုတာကကျွန်တော်ကြော်ကြောင်9ရက်လောက်ထားတယ်ဒီပေါ်မှာစုစုပေါင်း10ဒေါ်လာသုံးထားတယ်10ဒေါ်လာကို9ရက်သုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ရက်ကို2ဒေါ်လာကျတင်တာပါအဲ့ဒါကြောင့်မို့ you will spend 2 per day ဖြစ်ပါတယ်ကျွန်တော်ကအဲ့လိုမဟုတ်ဘူးတစ်ရက်ကိုတစ်ရက်ကိုဒေါ်လာ10ဒေါ်လာသုံးမယ်ကြော်ညာကိုကျွန်တော်က9ရက်ထားမယ် စုစုပေါင်း50 Okay အဲ့ဆိုလို့ရှင် US band 10 party ဖြစ်သွားပြီ Okay အဲ့ဆိုလို့ရှင်အဆင်ပြေပြီဗျအဲ့ဆိုကျွန်တော်တို့ boost လုပ်ပါတော့မယ်ကျွန်တော် boost လုပ်မဲ့အကောင့်အားလည်း visa ကချိတ်ဆက်ထားရပါမယ် Okay ရပြီဆိုလို့ရှင်တော့ကျွန်တော်တို့ post ကိုအခုကြော်ညာမယ် boost post နောက်ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်ပါမယ် Okay ရပြီဆိုလို့ရှင်ကျွန်တော်တို့ကခဏလေးဆောင်းမိတာအဝိုင်းလည်နေပါတယ်ရပြီဒီမှာ status ဆိုတဲ့နေရာမှာတုံးတက်နေသေးတယ်အဲ့ဒါကြတော့ ျွန်တော်ရဲ့ဒီကြော်ညာက Facebook ရဲ့ကြော်ညာစီကံချက်နဲ့ကိုင်းညီမညီစစ်ဆေးနေတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီမှာရေးထားတာကြော်ညာကိုင်းညီစီရဲ့သုံးသက်နေတယ်။သုံးသက်တဲ့အချုပ်ကိစ္စများကိုချိန်နိုင်ရခြင်းနဲ့ကြော်ညာများကို24နိုင်တွေသုံးသက်ကြပါတယ်။စီကံချက်နဲ့မကိုင်းညီဆိုရင်တော့ဒီအစိမ်းလေးနေရာမှာ not approve ဆိုပြီးပေါ်ပါမယ်။ကိုင်းညီရင်တော့ active not ဆိုပြီးပေါ်ပါမယ်။ Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပြင်ကိုပြန်ထွက်ပြီးတော့ ADS manager တွေကိုတစ်ချက်တော့တော့လေ့လာကြည့်အောင်အဲ့မှာလည်းကျွန်တော်တို့ edit လုပ်လို့ရပါသေးတယ် โอเคအဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ the elephant given dry show ကျွန်တော်ဒီထိတ်မှာရွေးလိုက်မယ်ဟုတ်ပြီဒီမှာကျွန်တော်ခုန boost လုပ်ထားတဲ့ post လေးမှာ in review ဆိုပြီးပေါ်နေပါတယ်တကယ်လို့ active ဖြစ်ရင်တော့အဆင်ပြေပြီဆိုရင်ဒီအဲ့ဒီအစိမ်းလေးနေရာမှာ in or active ဆိုပြီးပေါ်မှာဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ in active ဆိုပြီးဒါမှမဟုတ် completely ဆိုပြီးပေါ်မှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ပြောသလိုစမ်းသပ်ကြည့်ကြပါကျေးဇူးတင်ပါတယ်ခင်ဗျာ